ားလုံးပဲမြင်လာပါရှင်ဆရာမကတော့အနန္ဒစင်တာဖောင်ဒေးရှင်းမှာဒေါက်တာရှုခန့်ဆိုဖြစ်ပါတယ်ဒီနေ့မှာတော့မိရဲ့ယောဂလေးတွေရမှာမှာအမျိုးသမီးတိတ်ပြီးတော့သတိမထားမိကြတဲ့ယောဂလေးတစ်ခုကိုပြပြချင်ပါတယ်အဲ့ဒါကတော့တိုင်းကင်ဆာပဲဖြစ်ပါတယ် တချို့ကတော့တိန်ကင်စာနဲ့တိန်ကောင်းကင်စာနဲ့ကအတူတူပဲလို့ထင်ကြပါတယ်။တကယ်တမ်းကျတော့အဲ့နှစ်ခုကမတူပါဘူး။ဆီယမားတို့ရဲ့တိန်မှာအလွှာသုံးလွှာရှိပါတယ်။အသွင်းသုံးလွှာမှာဖြစ်တဲ့ကင်စာကိုတိန်ကင်စာလို့ခေါ်ပါတယ်။တိန်ကောင်းကင်စာဆိုတာကတော့ဆီယမားတို့ရဲ့တိန်နဲ့ခလေးမွေးတဲ့မွေးလမ်းချောင်းစုံတဲ့နေရာမှာရှိတဲ့တိန်ကောင်းမှာဖြစ်တဲ့ကင်စာကိုပြောတာဖြစ်ပါတယ်။ ပန်ကန်ဆာရဲ့လက္ခဏာတွေကတခြားယောဂလက္ခဏာတွေနဲ့ခက်ဆင်ဆင်ဆင်တူပါတယ်။ဒါပေမဲ့ဖြစ်ခါစားမှာတော့တန်ကန်ဆာရဲ့လက္ခဏာတွေကိုတိတိတတ်တတ်သိရအောင်မှမဟုတ်သေးပါဘူး။တတိထာမိသင်းတဲ့အချက်တွေအနည်းငယ်ရတော့ပေါ့နော်။ယာတီသွေးဆင်းပြီးနောက်ပိုင်းမှာဂျားပေါက်သွေးဆင်းလာမျိုး၊သွေးဆုံးပြီးနောက်ပိုင်းသွေးဆင်းလာမျိုးတွေဖြစ်ပါတယ်။ အော်ဒါနဲ့ဒီနေရာမှာတခုပြောရအောင်မယ်။သွေးဆုံမိနောက်ပိုင်းသွေးစင်နေဆိုလို့ရှိရင်လည်းနည်းနည်းလေးပဲစင်းနေဆိုပြီးတော့ပေါပေါဆဆမနေသင့်ဘူးနော်။နောက်တစ်ခုကတော့စင်းဆက်ကြိုက်တာ။အသက်40ရဲ့နောက်ပိုင်းကြတော့မှပေါ့နော်။ရာသီလာတာ၊ရက်ရှည်တာဒါမှမဟုတ်ရာသီသွေးစင်တာများတာ၊ဂျားပေါက်စင်တာမျိုးတွေကတိုင်ကန်ဆာရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။တကယ်လို့ဒီလက္ခဏာရှိရဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တွားရောက်တိုင်ပင်ပြီးတော့စိတ်ကူတမှုခံယူသင့်ပါတယ်။ တဲ့ဟင်ကန်စာက ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံယောဂအခန်းယာသီဆက်ဝန်ပြီးတော့ကြတော့ဟော်မုန်းတွေပေါ်မှာမူတည်ပါတယ်အထူးသဖြင့် estrogen progesterone လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းတွေပေါ်မှာမူတည်ပါတယ်အသက်အားဖြင့်ဆိုလို့ရှိရင်တော့အသက်50ကျော်အမျိုးသမီးတွေမှာတိုင်းကြစားဖြစ်တာများပါတယ်စားသောက်နေထိုင်မှုပုံစံအရဆိုလို့ရှိရင်အစီများတဲ့အစားအစာစားတဲ့သူတွေအဝလွန်တဲ့သူတွေဒါအပြင်မျိုးလိုက်တတ်တဲ့ယောဂတွေဖြစ်တဲ့ Lynch disease နဲ့ HNBCC လို့ခေါ်တဲ့ဥမာရေးကင်ဆာမျိုးလိုက်ယောဂတွေမှာလည်းဖြစ်တတ်ပါ ါတယ်။တခြားယောဂါတွေအနေနဲ့ကတော့စီချိုယောဂါနဲ့တာဝဝင်ယောဂါတွေမှာလည်းဒီယောဂါကိုအတွေ့များပါတယ်။ ရာသီဆော်ဝန်နဲ့ပတ်သက်လို့ရှိရင်လည်းစောပေါ်နောက်ကျဆုံးဆိုပြီးတော့မှတ်ထားလို့ရပါတယ်။ဒီအိဒိပယ်ကတော့အသက်12နှစ်မတိုင်ခင်မှာရာသီသွေးစားပေါ်ပြီးတော့အသက်50ကျော်မှာသွေးဆုံတဲ့အမျိုးသမီးတွေဆိုလိုခြင်းဖြစ်ပါတယ်။ဒါအပြင်ကိုယ်ဝန်တစ်ခါမှမဆောင်မှုရသေးတဲ့အမျိုးသမီးတွေမှာလည်းဒီသိန်းကန်ဆာဖြစ်ဖို့ risk ကြီးပါတယ်။ဒီအိဒိပယ်ကတော့ဘာလဲဆိုလို့ရှိရင်အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen progesterone နဲ့ကာလကြာရှည်ထိတွေ့ထားတဲ့သူတွေမှာသိန်းကန်ဆာဖြစ်နှုန်းပိုများတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ စီဇတ်တဝိုင်းတရားောင်ကြီးကုသမှုခံယူထားတဲ့သူတွေရင်သားကင်ဆာအတွက်ကုသမှုခံယူထားတဲ့သူတွေနဲ့သွေးဆောင်ခံလက္ခဏာကိုတက်တာစေဖို့အတွက်ဟော်မုန်းစားသုပ်ခံယူထားတဲ့သူတွေမှာလည်းတိုင်ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်ကုသမှုအနေနဲ့ကတော့ကင်ဆာဆင်ပေါ်မှုတည်ပြီးတော့မျိုးမျိုးကွဲပြားလေးရှိပါတယ်။ကုသမှုတွေကတော့ခွဲစိတ်ကုသတာ၊ဓာတ်ရောင်ကြည်ပြပြီးတော့ကုသတာ၊ဆေးသွင်းကုသတာ၊အီမျူနိုသီရပီနဲ့တာဂက်တက်သီရပီဆိုပြီးတော့ရှိပါတယ်။ ခွဲစိတ်ကူးတဲ့နေရာမှာလည်းတရင်တခုလေးထုတ်ရတာမျိုးလည်းရှိသလိုမျိုးတခါတလေမှာတအုပ်အိမ်ကိုပါတစ်ခါတည်းထုတ်လိုက်ရတာမျိုးလည်းရှိပါတယ်တယင်ကင်စာကုသလို့ပြောင်းမပြောင်းဆိုတာကယောဂစင်ပေါ်လည်းမူတည်ပါတယ်။ဒါကြောင့်မလို့တယင်ကင်စာ ရှိလားမရှိလားဆိုတာကိုစောစီစီသိရှိပြီးတော့စစ်ဆေးဖို့လည်းလိုအပ်ပါတယ်။တယင်ကင်စာကို လုံးဝမဖြစ်အောင်လို့တားဆီးလို့မရပါဘဲဖြစ်နိုင်ချေနေအောင်လို့ကာကွယ်လို့ရပါတယ်။ဥပမာအားဖြင့်စီကျိုယောဂရှိတဲ့သူတွေဆိုလို့ရှိရင်ဆေးပုံမှန်တောက်တာအစာတောက်နဲ့ထိန်းကြီးတာမျိုးနဲ့သွေးတင်းတကြားဓာတ်ကိုရှော့ချပြလို့ရပါတယ်။နောက်တစ်ခုကတော့အဝါလွန်တဲ့သူတွေဆိုလို့ရှိရင်လည်းအစီစားတာရှော့ချတာမျိုးအဝါလွန်တာကိုကိုယ်လေးချိန်ထိန်းသိမ်းတာမျိုးတွေလည်းလုပ်လို့ရပါတယ်။နောက်တစ်ခုကတော့ပေါ့နော်တကယ်လို့ကိုယ်စီမှာသွေးဆုံငိုင်လက္ခဏာတွေခံစားနေရလို့ ဟော်မုန်းကုသမှုတွေခံယူမယ်ဆိုလို့ရှိရင်လည်းဆရာဝန်နဲ့တခြားတိုင်းမီမီမှာကုသမှုခံယူသင့်ပါတယ်ဒီနည်းလမ်းအနေနဲ့ဆိုလို့ရှိရင်တော့တိုင်ကင်စာဖြစ်နှုန်းကိုတိတိတလာရှုတ်ချပြီးလို့ရပါတယ်။တိုင်ကင်စာကအဖြစ်များတဲ့ကင်စာတစ်ခုလည်းဖြစ်ပါတယ်။တိုင်ကင်စာရဲ့လက္ခဏာတွေကိုစောစောစီစီသိရှိပြီးစောစောစီစီကုသမယ်ဆိုလို့ရှိရင်တော့ကုသလို့ရနိုင်တဲ့ကင်စာတစ်ခုလည်းဖြစ်ပါတယ်။အရေးကြီးဆုံးကတော့တိုင်ကင်စာရဲ့လက္ခဏာတွေကိုတတိထားမိပြီးဆိုတာနဲ့တာဖွားမိရဲ့ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပြီးတော့တိုင်မြင်ဆွေးနွေးသင့်ပါတယ်။ ။ဒါလားဆိုရင်တော့တိုင်ကင်စာနဲ့ပတ်သက်ပြီးတော့ယောဂလက္ခဏာတွေနဲ့သတိထားမယ်နီလန်းနေပြီးတော့ကြာတော့ကာကွယ်လို့ရမယ်နီလန်းတွေကိုသိရှိသွားပြီလို့ထင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံးစည်းကြမယ်နော်။အနန္နစေနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးစီစဉ်တွေကိုအနန္နစေနာဖောင်ဒေးရှင်း Facebook page မှာ like and follow လုပ်ထားပြီးကြည့်ရှုနိုင်လို့အနန္နစေနာဖောင်ဒေးရှင်း YouTube, TikTok channel ကိုလည်း like and subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။